ားလုံးမင်္ဂလာပါ Green Nemesis YouTube Channel နေပြီးတော့အားလုံးကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့အဲဒီဗီဒီယိုမှာဆိုတော့အဓိကပြောချင်တာကကျွန်တော် BBC ရဲ့ Simon Stone ပြောထားတဲ့အချက်ပေါ့နော်အဲ့တော့စူကဘာပြောလဲဆိုတော့ကျွန်တော်တို့အခုလက်ရှိဒီပွဲမှာကျွန်တော် Goldman နဲ့ပတ်သက်ပြီးကျွန်တော်အချိန်နှောင်းဖြစ်နိုင်တယ်ဆိုတဲ့ကိစ္စမျိုးပြောထားတယ်ကျွန်တော်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ဘယင်နာပေါ့နော်ပုံမှန်အားဖြင့်တော့ကဘယင်နာပဲအဲဒီပွဲမှာတော့ထွက်လိမ့်မယ်တော့ထင်ထားကြပါနဲ့ဒီဘက်ဘလို့ဖြစ်မလဲကျွန်တော်မသိဘူးဒါပေမဲ့ BBC ရဲ့ Simon Stone ပြောထားတဲ့အနေထားမှာပြောလို့ရှိရင်တော့ Lemans က အတင်းတော့ဒီပေါ့နော်ဟိုလေကမ် MS ကစွင်နေမှာဆိုလို့ရှိရင် Ruby MW ရဲ့အခြေကြီးချင်းကိုတော့သူ့ရဲ့ source တွေအရာသိရတာအခြေကြီးချင်းခံထားရတော့သိရတယ်ဒါအပြင်ကျွန်တော်ဒီ Tommy Dan လို့ကိုယ်တိုင်လည်းဒီကစားသမားဖြစ်သူကိုဘယ်လောက်ထိကြုံဒီပေါ့နော်တိုးတက်လာနိုင်ရရှိတဲ့ potential ရှိတဲ့ကစားသမားဖြစ်တယ်လဲဆိုရင်ရောက်ရှိသူခါရီရှိတယ်ကျွန်တော်ဒီ LMS ကိုယ်တိုင်ခါဆိုလို့ရှိရင်လည်းပေါ့လေသူ့အသက်ရင်းနဲ့မလိုက်အောင်ကတော်လေးစုံဖန်ဖြစ်ပြီးတော့ကတော်လေး လို့ပြောမရှော့ဖြစ်တဲ့ဒါသမတယောက်ဖြစ်တယ်ဆိုရင်တော့နင်ဒီထားရတော့ဒီချက်တွေကိုရောက်ကြည့်မယ်ဆိုလို့ရှိရင်အတို့လမ်မန်စ်ကဒီပွဲမှာပွဲထွက်လာနိုင်တယ်ဆိုတဲ့အချက်မျိုးတွေကိုလည်း BBC ရဲ့ Simon Stone ကတော့ဖော်ပြထားတယ်ကျွန်တော်ရှိတယ်ဆိုတော့ဒီပွဲမှာကျွန်တော်ဂူဒမအပြောင်းလဲကြီးစပ်ပြီးတော့မြင်ရတော့ဒါကတော့ကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတဲ့အချက်လို့ကျွန်တော်ထင်တယ်တော်ကြောလမ်မန်စ်ကိုကျွန်တော်ခေါ်ထားတယ်ခေါ်ထားရပြန်နေတာမှာကျွန်တော်ဒီဦးနာနာမြောက်ခင်ပါတော့ဦးနာနာမြောက်ကိုကျွန်တော်ခေါ်ထားတယ်ကျွန်တော် တန်းနဲ့ဆက်ကြောင်တော့ပြီးခဲ့ရတယ်တန်းနဲ့ဆက်ကြောင်တော့ပြီးခဲ့ရတယ်ဒါပေမဲ့သူ့ကိုကျွန်တော်တကွဲမှတော့မင်းရတော့မြင်ရဖို့ chances ကပုံမှန်အမကျွန်တော်ခင်ထားတော့ FA ကလောက်မှာရောမြင်ရမယ်လို့ခင်ထားတာဒါပေမဲ့အခုလက်ရှိကျွန်တော် brand phone နဲ့ပွဲမှာပွဲထလာနိုင်မယ်ဆိုတော့ဘာဖြစ်လဲကျွန်တော်ဆက်ပြီးဆောင်းကြည့်ရမှာပေါ့နော်ဆောင်းကြည့်ရမှာပဲဒါပေမဲ့ကျွန်တော်တို့ဒီ members ကိုကျွန်တော်ခေါ်ထားတယ်ဆိုတဲ့အနေထားမှာကျွန်တော်လက်ရှိဘယ်နေတာကအရင်အစဉ်ပြေနေတဲ့အချိန်တွေမှာတော့မရှိဘူးပြီးရတဲ့ chances နဲ့ပွဲဆိုလို့ရှိရင်တော့မှအဲကျွန်တော်ဒီပေါ့နော်အဲ့လောက်ကြီးကျွန်တော်ပြောနေရတော့မရှိခဲ့ဘူးဆိုရင်လည်းလေတဲ့ ဒီကလေးတော့ Man City နဲ့ပွဲလို့ Messi ကတော့ Burnley နဲ့ပွဲလို့အများကြီးတော့ပြောကြရတယ်ရှိခဲ့တယ်အရင်ကမှတော့လိုအပ်ချက်တွေဆိုရှိတယ်ဦးမယ်ဒါပေမဲ့အဲကျွန်တော်အခုလက်ရှိနေဆောင်ကျွန်တော်မှာ Lemans ခေါ်ထားတယ် Lemans ကဆိုလို့ရှိရင်ကျွန်တော်ဒီအမြင့်ဆိုအရင်ဘောတွေကျွန်တော်ရှင်းထုတ်တာတွေနောက်ပြီးလို့ရှိရင်ကျွန်တော်ဒီဆော့တွဲတာ Glory ကောင်းတဲ့အဲဂူဒမားတယောက်ဖြစ်ကျွန်တော်ညှားပြီးသားအခုလက်ရှိကျွန်တော်အတင်းမှာရှိနေတဲ့ဂူဒမားတွေထက်ဝနာနာတို့ဘရင်နာတို့ထက်အများကြီး potential ရှိတဲ့ဂူဒမားတယောက်ဆိုကျွန်တော်မြင်ထားမိတာဆိုတော့ အဲဒါပေမဲ့ကျွန်တော်တို့ဒီကူကစားခဲ့တာကဘိုင်ယန်အက်ဝတ်လို့အသင်းမျိုးကြောင့်ဖြစ်နေတယ်ဆိုတော့လက်ရှိ United မှာ Premier League မှာဒီအဆင်ပြေပါမယ်ဆိုတော့ကျွန်တော်100%ပြောလို့ရရှိဘူးအဲ့တော့သူ့အနေနဲ့ကျွန်တော်ပွဲထွက်ခွင့်တွေရဖို့ဆိုလို့ရှိရင်ဒီရပါကျွန်တော် training ground တွေမှာဒီလုပ်ပြပေးဆိုတော့ဦးလက်ရှိအနေထားမှာဒီ DSM 3ရဲ့ကျွန်တော်ပြောထားတဲ့ function အရဆိုလို့ရှိရင်ဒီကြားသမားကလိုပဲ MN ကိုအချင်းကြီးအောင်လုပ်ပြနိုင်ကြည့်တယ်ဆိုတော့ပုံစံမျိုးဆိုတော့ သူ့အထင်ကြီးအောင်လုပ်နိုင်ပြီဆိုလို့ရှိရင်တော့တည်ကြရဲတော့ဒီ first line နဲ့ကရလာလိမ့်မယ်။ဟောတော့ထင်းနေဆိုတော့ဘလို့ပုံစံလေးဆက်ဖြစ်မယ်တော့ကြည့်ရမယ်။ဆိုတော့ဒီညကျွန်တော်ကိုသမအချိန်အောင်မဖြစ်ဘူးလို့ကျွန်တော်တို့ပြောလို့မရတဲ့အခြေအနေဖြစ်ပါတယ်။ဆိုတော့ issue အပိုင်းညကဒီလိုမျိုးဒီလိုမျိုးစနေလို့ဆက်စနမ်ဘတ်ဒီဇိုးစနေအစတလီဒီဒါဘူးအောင်ကောင်းဆိုပါတော့နောက်ကစီရင်ပြပါမယ်။အားလုံးဒီကပါညာ။